။စာလံကျမ်းအခန်း44စာလံကျမ်းအခန်း44သည်နှိမ့်ချညှဉ်းဆဲခံရစဉ်ပတနာပြုခြင်းအကြောင်းဖြစ်သည်။အခန်းငယ်1အိုဖျားသခင်ရှေ့လွန်လေပြီးသောကာလတွင်ဘိုးဘီတို့လက်ထက်၌ပြုတော်မူသောအမှုကို သူတို့ပြော၍အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရပါပြီ။တပားမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ်၍ကျွန်ုပ်တို့၏ဘိုးဘေးများကို နေရာချတော်မူ၏ တပားမျိုးသားတို့ကိုနှိပ်ဆက်၍ဘိုးဘေးများကို ပြန့်ပွားစေတော်မူ၏သူတို့သည်မိမိဓာဖြင့်ထိုးမြေကိုအစိုးရကြသည်မဟုတ်ပါမိမိလက်ဖြင့်မိမိကိုယ်ကိုကယ်တင်ကြသည်မဟုတ်ပါ ကိုတော်လိုရှိသောကြောင့်လက်ရလက်ယုံတော်နှင့်မျက်နာတော်အလင်းအဖြစ်သူတို့ကိုကယ်တင်တော်မူ၏အိုဖျားသခင်ကိုတော်သည်အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏ရာကုန်အမျိုး၏ကယ်တင်ရှင်အကြောင်းကိုစီရင်တော်မူပါ ကိုတော်အားဖြင့်အကျွန်ုပ်တို့သည်ရန်သူများကိုတွန်းရှားကြပါစေသောရံပတ်ပြုသောသူတို့ကို နာမတော်အားဖြင့်နေရသောအခွင့်ရှိပါစေသောမိမိ၌ပါသောလေးကိုအကျွန်ုပ်သည်မကိုစားမိမိသားသည်အကျွန်ုပ်ကိုမကယ်နိုင်ပါကိုတော်သားလည်းအကျွန်ုပ်တို့ကိုရန်သူလက်မှကယ်လွတ်တော်မူ၏အကျွန်ုပ်တို့အားမုန်းသောသူများကိုလည်းအဆက်ကွဲစေတော်မူ၏အကျွန်ုပ်တို့သည် မရှားမလက်ဖျားသခင်၌ဝါကြွ၍နာမတော်ကိုအစဉ်အမြဲချီးမွမ်းကြပါ၏သို့တော်လဲကိုတော်သည်အကျွန်ုပ်တို့ကိုစွန့်ပစ်၍အဆက်ကွဲစေတော်မူပြီးအကျွန်ုပ်တို့ဘိုးရှင်နှင့်အတူကြွတော်မမူပါအကျွန်ုပ်တို့ကိုရန်သူရှေ့မှလှည့်ပြေးစေ၍အကျွန်ုပ်တို့ကိုမုံသောသူတို့အားအောက်စာပစ္စည်းလူယူစေ၏ဟေလျာဖြစ်တော်သူများကဲ့သို့အကျွန်ုပ်တို့ကိုအပ်လိုက်၍ တပားမျိုးသားတို့တွင် အရရက်ကွဲလွင့်စေတော်မူ၏ကိုတော်ဤလူများကို အဖိုးမခံဘဲရောင်း၍ရောင်းသောအဖြစ်စီးပွားကိုတိုးပွားစေတော်မူသည်မဟုတ်အကျွန်ုပ်တို့ကိုအိမ်နီးရှင်များကဲ့ရဲ့ရာပဝင်းရှင်လူများပြည့်ရဲ့ပြု၍အဆက်ကွဲရာဖြစ်စေခြင်းကစီရင်တော်မူ၏တပားမျိုးသားတို့သည်အကျွန်ုပ်တို့ကို ပုံခိုင်းရသောအခွင့်လူစုတို့သည်ခေါင်းကျင်းရသောအခွင့်ကို ပေးတော်မူ၏ ကဲရဲသောသူနှင့်အသေးဖြတ်သောသူ၏စကားကြောင့်၎င်းရံပတ်ပြုသောသူနှင့်လက်စားရှိသောသူ၏မျက်နှာကြောင့်၎င်းအကျွန်ုပ်သည်အဆက်ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏မျက်နှာချက်ချင်းအားဖြင့်မိုးလျက်နေရပါ၏ထိုများလောက်ခံရတော်လေအကျွန်ုပ်တို့သည်ကိုတော်ကိုမမေ့ော့တစ္ဆာတော်ကိုမဖြတ်ကြပါစိတ်နှလုံးသည် နောက်သို့မဆုံးတရားသောလမ်းမှလွဲရင်မတွားကြပါကိုတော်မူကား မြေခွေးနေရာအရက်မှာအကျွန်ုပ်တို့ကိုချိုးဖက်ကြည့်မွား၍တည်ခြင်းအရေးနှင့်ဖုံးလွှမ်းတော်မူ၏ကျွန်ုပ်တို့သည်ကိုဖျားသခင်နာမတော်ကိုမေ့လျော့၍တပားမျိုး၏ဖျားထံသို့လက်ကိုဆန့်တည်မှန်လျင်နှလုံး၌ဝတ်ထားသောအရာများကိုဖျားသခင်တည်တော်မူသည်ဖြစ်၍ထိုအမှုကို မစစ်ဖဲနေတော်မူမည်လောအကယ်စင်စစ် ကိုတော်အတွက်ကျွန်ုပ်တို့သည်အစင်မပြတ်အသေးသက်ရှင်ကိုခံရကြပါ၏ တတ်ဖို့ရထားသောသူကဲ့သို့အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြပါ၏။အိုဖျားရှင်노တော်မူပါအဘဲကြောင့်ကျင်းဆက်တော်မူသည်နီထတော်မူပါကျွန်ုပ်ကိုအစဉ်ဆုံးပြစ်တော်မူပါနဲ့ကျွန်ုပ်တို့ခံရသောနှိမ့်ချခြင်းနှင့်နှင်းဆဲခြင်းကိုမျက်နာတော်လွှဲ၍အဘဲကြောင့်မေးလျော့တော်မူသည်နီကျွန်ုပ်တို့ဤစိတ်ဝိညာဉ်သည်မြေတိုင်အောင်နှိမ့်ချခြင်းကိုခံရ၍ ယင်ပက်လေမြေ၌ကက်လျက်ရှိပါ၏။ကျွန်ုပ်တို့ကိုမဆာတော်ဖျားထတော်မူပါ။ဂယုနာတော်နှင့်အညီရွေးနှုတ်တော်မူပါ။စာလံကျမ်းအခန်း44ပြပါပြီ။စာလံကျမ်းအခန်း45စာလံကျမ်းအခန်း45သည် ရှင်ဘုရင်ဤထိမ်းမြားမင်္ဂလာ၌တည်ဆိုရန် စာလံအကြောင်းဖြစ်သည်။အခန်းငယ်1ငါးစိတ်နှလုံးသည် မင်္ဂလာစကားနှင့် ပွက်ထားလျက်ရှိ၏။ ငါစီရင်သောအရာကိုရှင်ဘုရင်ရှိတော်၌မွတ်ဆိုပေးအံငါချာသည်လဲလိမ္မာကျွမ်းကျင်သောစီရေဤကညစ်ဖြစ်ရ၏ကိုတော်သည်လူမျိုးထက်အစင်းလာပါ၏နှုတ်တော်သည်ကျေးဇူးစကားနှင့်ပြည့်စုံပါ၏ထို့ကြောင့်ဘုရားသခင်သည်ကိုတော်ကိုအစဉ်အမြဲကောင်းကြီးပေးတော်မူ၏တကိုးကြီးသောအရှင်ဘုံအသေးတော်ဖြစ်သောကိုတော်ဤဓာတ်ကိုပေါင်တော်၌စီးတော်မူပါတစ္ဆာတရား နူးညံ့ခြင်းတရားဖြောင့်မတ်ခြင်းတရားကြောင့်အသေးတော်ထင်ရှားလျက်အောင်မြင်၍စီးသွားတော်မူပါလက်ရလက်တော်လည်းကြောက်မက်ဖွယ်သောအရာကို ကိုတော်အားပြပါလိမ့်မည်ရှင်ဘီရန်သူတို့နှလုံးထဲမှာမြားတော်တို့သည်ထက်သည်ဖြစ်၍လူတို့သည်ခြေတော်အောက်၌လဲကြပါ၏အိုဖျားသခင်ကိုတော်ဤပလင်သည်နေဆာထာဝရပလင်ဖြစ်ပါ၏ကိုတော်ဤနိုင်ငံသည်တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏ ကိုတော်သည်ဖြောင့်မတ်ရှင်တရားကိုနှစ်သက်၍မတရားသောအမှုကို မုန်းတော်မူ၏ထို့ကြောင့်အိုဖျားသခင် ကိုတော်ဤဖျားသခင်သည်ကိုတော်ဤအပေါင်းဖော်တို့ထက် ကိုတော်ကိုချီးမြှောက်၍ဝမ်းမြောက်ခြင်းစီနှင့်ဗိတ်သိက်ပေးတော်မူပြီးစင်စွဲပုံဗိမ္မာန်ထဲကထုတ်သောအဝိတ္တစာရှိသည်များတို့သည်မူယံအကျော်တိကျဘိုးအမွှေးနှင့်ပြည့်စုံ၍နှစ်သက်တော်မူဘွယ်ဖြစ်ကြပါ၏အပြည့်ပြည့်သောမင်းသမီးတို့သည် မောင်မမိတန်အဝင်ဖြစ်၍လက်ရဘက်မှာအော်ဖီးယားရှူတစားစင်သောမြောက်သားတော်နေရာဖြစ်ပါ၏ငါသမီးနားထောင်တော့စင်ကျင်၍နာယူလော့ကို့အမျိုးသားချင်းနဲ့ကို့အဖအကြီးအိမ်ကိုမေးလျော့လော့တိုးပြူလျင်တင်လှသောအစင်းကိုရှင်ဘရင်သည်နှစ်လိုစုံမတ်တော်မူမည်သူသည်တင်းအရှင်ဖြစ်သောကြောင့်သူ့ကိုကိုးကွယ်လော့တူတူမင်းကြီးမှစား၍လူစုတွင် ဥစ္စာရတတ်တော်သူတို့သည်လည်းလက်ဆောင်ပနာပါလျက်တင့်ကိုဖြောင်းဖြားရကြလိမ့်မည်။ရှင်ဘရင်သမီးတော်သည်အတွင်း၌ဂုံအတရေတက်တက်ရှိ၏။ချွေဖြစ်စီရှဲသော အဝိတ္တစာကိုဆင်၏။ဇာနှစ်ကာလျက်ရှင်ဘရင်ထံသို့ဆောင်ခွဲရ၏။နောက်လိုက်သောအပေါင်းအဖော်အပြူတော်များကိုလည်းကိုတော်ထံသို့တွင်းရလိမ့်မည်။ဝမ်းမြောက်ရှင်လန်းသော အချင်းရာနှင့်ဆောင်ခွဲ၍ရှင်ဘရင်၏နန်းတော်သို့ ဝေရကြလိမ့်မည်ကိုတော်ဤအဖအများကိုစားတားများကိုရ၍မြေကြီးတစ်ပြင်လုံးတွင်မေးအရာ၌ခန့်ထားတော်မူလိမ့်မည်အကျွန်ုပ်သည်ကိုတော်ဤနာမကို လူမျိုးအစဉ်အဆက်အောင်းမေ့ကြော်စောစေသဖြင့်လူမျိုးတို့တွင် ကဘာအဆက်ဆက်ကိုတော်ကိုချီးမွမ်းကြလက်တန်းသည်စာလံကျမ်းအခန်း45ပြီးပါပြီစာလံကျမ်းအခန်း46 ။စာလံညံအခန်း46ဒီအကျွန်ုပ်တို့ခေါ်လုံရာထာဝရဘုရား။အခန်းငယ်1ဘုရားသခင်သည်ငါတို့ခေါ်လုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏။ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ထို့ကြောင့်ပထဝီမြေကြီးသည်၍သွား၍တောင်များတုန်လှုပ်လျက်သမုဒ္ဒရာကိုကြာတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိ။သမုဒ္ဒရာရေသည်ဟုံးဟုံးမြည်၍မှွေနောက်ပါလေစီ။ လှိုင်းတဘိုးထားသဖြင့်တောင်များတုံလုံးပါလေစေမြစ်တမြစ်ရှိသေး၏ထိုမြစ်သည်စီး၍ဖျားသခင်၏မြို့တီးဟုသော အမြင့်ဆုံးသောဖျားကျင်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရွှင်လန်းစေတတ်၏ထိုမြို့သည်ဖျားသခင်ကျင်းဝတ်တော်မူရာဖြစ်၍တုံလုံးရှိမရှိရာမိုးတောက်လင်းစဉ်ဖျားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည် ဟုံဟုံမိကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ ဗျာဒိတ်တန်ကိုလွှင့်တော်မူ၍မြေကြီးသည်အေးဖြစ်လေ၏။ကောင်းကင်ဘုရားရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏။ယာကုပ်မျိုး၏ဘုရားသခင်သည်ငါတို့ခလုံးရာဖြစ်တော်မူ၏။ထာဝရဘုရားစီရင်ပြုပြင်၍မြေကြီးပေါ်မှာတုတ်တင်ပယ်ရှင်ခြင်းအမှုတော်များကိုလာ၍ကြည့်ရှုကြလော့။လေးကိုချိုးလျက်လှံကိုအပိုင်းပိုင်းဖြတ်လျက်ယထားကိုမိရှုလျက်မြေကြီးဆုံးတိုင်အောင်စစ်မှုကိုငြိမ့်စေတော်မူ၏။ ငြိမ်ဝတ်လျက်နေကြလော့ငါကဖျားသခင်ဖြစ်သည်ဟုတိမှတ်ကြလော့လူမျိုးတို့တွင်ငါသည်ဘုံပွင့်မည်မြေကြီးပေါ်မှာဘုံပွင့်မည်ကောင်းငင်ဘုံကြီးအရှင်ထာဝရဖျားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဖျားသခင်သည်ငါတို့ခေါလုံးရာဖြစ်တော်မူ၏စာလံကျမ်းအခန်း46ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ Amém.